အမေရိကန်လေတပ်ဟာရတတပတ်တွေနဲ့ချီပြီးရီမင်နိုင်ငံကအကြီးသားပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်နေပါတယ်။ရီမင်ကရေနဲ့ချက်ဆက်ယုံတွေလေစိတ်တွေဒုံးပစ်စခန်းတွေဟာဒီလေတပ်တိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကိုပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။တမနာထရန့်ကအနီးပင်လယ်နီမှာတင်းမောတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာကိုကာဝယ်ဖို့ရီမန်းချက်အောင်မြင်တဲ့အထိအင်အားအပြည့်ထန်ဆုံးအသုံးပြုမယ်လို့ကြေညာထားပါတယ်။ရီမင်ကအဖွဲ့အဖွဲ့ကပြစ်ခတ်မှုတရားကြောလုပ်ခဲ့ပြီးတင်းမောနှစ်စီးကိုနှစ်မျိုးပြစ်ခဲ့တာကြောင့်ပင်လယ်နီကလည်းအရင်ဖြတ်တန်းခဲ့တဲ့ကုန်တင်မော ပုံသင်းမော80ရာခိုင်နှုန်းဟာအခုတောင်အာဖရိကကိုပတ်ပြီးခရီးရှည်သွားနေရပါတယ်။ Trump ကဒီအခြေအနေကိုမနှစ်သက်ပါဘူး။ American ဟာမကြာသေးခင်က USS Harry Truman နဲ့ USS Carl Vinson စစ်သင်းမောတွေကိုအနီးပင်လယ်နီနဲ့ပါရှားပင်လယ်ကွေ့မှာတပ်ဆွဲထားပြီးဟူသီတွေကြောင့်ဖြစ်တဲ့စီးပွားရေးဆုံးရှုံးမှုနဲ့တဲမာမှုတွေကိုကာကွယ်ဖို့ပြင်ဆင်ထားပါတယ်။ USS Carl Vinson စစ်သင်းမောဟာဒီဒေသကိုမကြာခင်ရောက်ရှိမယ်လို့သိရပါတယ်။ B2 နဲ့ B52 ဘုံးကျဲလေယာဉ်တွေဟာရီမင်မာအဆင့်သင့်ဖြစ်နေပြီး ဟူသီတွေထိန်းချုပ်ထားတဲ့နေရာတွေကိုပြင်းပြင်းထန်ထန်ဘုံကျဲဖို့အသင့်ရှိနေပါတယ်။ဒီလင်းတွေပြင် A10, Thunderbolt, F15E, F35 တိုက်လေယာဉ်တွေ MQ9 drone တွေနဲ့ရီမင်ကိုဝိုင်းပိတ်ထားပါတယ်။ဒါအပြင် SANCOM ရဲ့အစီရင်ခံစာအရအမေရိကန်ရဲ့ရေတပ်လုပ်ငန်းစဉ်တွေဟာအနီးပင်လယ်ဒီမှာ24နာရီဇက်တိုက်လှုပ်ဆောင်နေပြီးဒီလုပ်ငန်းတွေကိုစစ်သည်မော်တွေက Tomahawk ဒုံးကျည်တွေနဲ့လေတပ်ကပံ့ပိုးပေးနေပါတယ်။ ဟူဒီတွေရဲ့အကြီးစားတိုက်ခိုက်မှုတွေကိုကာဝယ်ဖို့ Patriot နဲ့ THAAD ဒုံးကစနစ်တွေကိုလည်းတက်ဆင်ထားပါတယ်။အမျိုးသားလူညိုရဲ့အကြံပေး Mike Boss ကဒီအဆင့်အာသူစီမံကိန်းတွေအားလုံးအလုပ်ဖြစ်နေပြီးအခုထိဟူဒီကောင်းကောင်တော်တော်များများကိုတုတ်တင်ပြစ်နိုင်ပြီလို့ပြောပါတယ်။သူကဟူဒီကောင်းကောင်တွေကိုပြစ်မှတ်ထားပြီးဖယ်ရှားလိုက်တဲ့ပြင်းထန်တဲ့တုံ့ပြန်မှုလို့ဆိုပါတယ်။စိုင်းစစ်သူတွေဆိုရဟူဒီစစ်ဗိုလ်80နီးပါးဟာထိခိုက်သေးဆုံးခဲ့ပြီးဒါ့ပြင်စစ်နယ်နိုင်ငံရဲ့ထက်တန်းကောင်းကောင်တချို့ကတော့ပြစ်မှတ်ထဲမှာရှိနေသေးပါဗျ။ ဟူဒီတွေရဲ့တုံးပြစ်စခန်းတချို့ကိုလည်းအမေရိကန်ကပြစ်မှတ်ထားပါတယ်။ Trump အစိုးရကဟူဒီတွေကိုယီမန်ကနေအပီးတိုင်ဖယ်ရှားမခြင်းတိုက်ခိုက်ရေးလုပ်ငန်းတွေမရက်ဘူးလို့ခိုင်ခိုင်မာမာပြောထားပါတယ်။အခုလက်တော့ American လေတက်တိုက်ခိုက်မှုတွေကနေ Trump အစိုးရရဲ့စိတ်ပိုင်းဖြတ်ထားမှုကိုတိတိတသားမြင်နေရပါပြီ။ April လအစကတည်းက B2 ပုံကျဲလျင်တွေဟာယီမန်ကဟူဒီကိုကေးစခန်းတွေနဲ့လက်နက်တိုးလောင်းရုံတွေကိုအပြင်းထန်ပုံကျဲခဲ့ပါတယ်။ F-35, A-10 Thunderbolt နဲ့ F15 တိုက်နေခြင်းဟာအဓိကဒီတိုက်ခိုက်မှုတွေမှာပါဝင်နေပါတယ်။တကယ်တော့ match လအလဲကလေးကဒီတိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်နေတာပါ။ match လကွန်ပိုင်းကဆန်နာမြို့မှာဟူတီတပ်ဖွဲ့ရဲ့အကြီးသားစစ်စခန်းတစ်ခုဘုံကျဲခံရပြီးနောက်ဟူဒီယာတာဒေတာကဟူတီရဲ့ဆင့်အားရဲ့25ရာခိုင်နှုန်းဒီပတ်ကိုဖျက်ဆီးပစ်လိုက်ပြီလို့ယူဆရပါတယ်။ April 2ရက်နေ့မှာတော့ဒီဖွဲ့ရဲ့ဆင့်အားပျက်စီးမှုပမာဏပိုများလာတယ်လို့ဆိုပါတယ်။ American ရေတပ်နဲ့လေတပ်တို့ဟာဟူဒီယာတာမှာ ဟူသီတွေကိုထိန်းချုပ်ထားတဲ့ရေရင်းမြစ်စီမံခန့်ခွဲမှုအဟောက်အဆောက်အုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဟူသီတွေဟာဆက်လက်နဲ့ပစ္စည်းတွေအများကြီးတိုးလောင်ထားတယ်ဆိုတဲ့တန်တရားတွေရှိခဲ့တာကြောင့် Trump အဆိုအရကဒီဒေသမှာအကြီးစားပုံကျဲမှုတွေအမိန့်ပေးခဲ့တာပါ။ဒီတိုက်ခိုက်မှုတွေဖြစ်နေချိန်မှာပဲဟာဂျာနဲ့ဆာဒါဒေသတွေမှာလည်းပုံကျဲတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ရောက်ရီမင်ကဆာဒါမြို့မှာရှိတဲ့ဟူသီကိုကဲစခန်းကို April 5ရက်နေ့မှာပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒါကအမေရိကန်ရဲ့နောက်ဆုံးလေတပ်တိုက်ခိုက်မှုလို့မှတ်တမ်းတင်ခံရပေမဲ့ ဧပြီလ6ရက်နေ့မှာနောက်ထပ်လေတက်တိုက်ခိုက်မှုတွေထပ်ဖြစ်ခဲ့ပါတယ်။အမေရိကန်ကဂျီမင်ကဟူသီတွေကိုထပ်ပြီးလေတက်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဧပြီလ6ရက်နေ့မှာအမေရိကန်လေတက်တိုက်ခိုက်မှုတွေကဟူသီတွေကိုထပ်ခါထပ်ခါဒုက္ခပေးခဲ့ပါတယ်။ဂျီမင်သတင်းတွေအရအမေရိကန်စစ်လေယာဉ်တွေဟာအနောက်ပိုင်းဟူဒီယာတာမှာခွဲထားတဲ့ဘုံးကျဲမှု၅ခါလုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာမြောက်ပိုင်းဆာတာမှာဘုံးကျဲပြီးနိုင်ပိုင်းအတွင်းမှာပဲဖြစ်ပါတယ်။အခုဆိုဟူဒီယာတာဟာအမေရိကန်လေတက်ရဲ့တိုက်ခိုက်မှုကိုကြုံတွေ့နေရတဲ့ဂျီမင်ရဲ့အရေးပါတဲ့မြို့တစ်မြို့ဖြစ်နေပါပြီ။ ဧပြီ6ရက်နေ့ကလေတက်တိုက်ခိုက်မှုတွေဟာရှုပ်ထွေးပါတယ်စစ်သင်္ဘောတွေကလည်းပြန်တက်လာတဲ့တိုက်လေယာဉ်တွေအပြင်ဒီအေဂိုကာစီယာစခန်းက B2 ပုံကျဲလေယာဉ်တွေလည်းပါဝင်ခဲ့ပါတယ် B2 ပုံကျဲလေယာဉ်တွေဟာတန်73တန်ကျော်၄တဲ့အပြင်းသားဘုံတွေကိုတယ်ဆောင်နိုင်ပါတယ် B2 Stick Bomber ဟာကမ္ဘာအပြင်းဆုံးဘုံကျဲလေယာဉ်ဖြစ်ပြီး GBU 57B Massive Ordnance Penetrator MOP လို့ခေါ်တဲ့ပေါင်3000နဲ့တန်73.64တဲ့ဘုံကြီးတွေကိုတယ်နိုင်တဲ့တစ်ခုရီးသောလေယာဉ်ဖြစ်ပါတယ် ဒီတိုက်ခိုက်မှုတွေပြင်စနေနေ့မနက်စောစောကစာဒါအရှိပိုင်းကာလင်ဒေသမှာဘုံကျဲမှုနှစ်ခါလုပ်ခဲ့ပါတယ်။ဟော်ဒီယာဒါစိတ်ကန်းနာကဟူဒီရဲ့စစ်ရင်အားတိုးလောင်ရနေရာတွေကိုပိတ်မှတ်ထားလာလို့ယူဆရပါတယ်။ဟူဒီရဲ့ဘက်ကရှင်းလင်းတဲ့ထုတ်ပြန်ချက်မထုတ်သေးပေမဲ့လူမှုကွန်ရက်ပေါ်မှာဟော်ဒီယာဒါကိုအမေရိကန်ဘုံကျဲတဲ့ပုံတွေတွေ့နေရပါတယ်။ဟူဒီရဲ့လှုပ်ရှားမှုတွေကိုအပူချိန်ဖိုင်းကင်မရာတွေနဲ့ထောက်လန်းပြီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာဟူဒီရီဟာအမေရိကန်ရဲ့လေတပ်တိုက်ခိုက်မှုတွေကိုတတိမထားမိခဲ့ဘူးလို့ယူဆရပါတယ် ီရုတ်တရက်တိုက်ခိုက်မှုတွေကြောင့်အီရန်ကနေအားပေးအမြောက်ပြုထားတဲ့အဖွဲ့ဟာအတော်လေးလှုပ်ခတ်ခံလိုက်ရပါတယ်။ဂျီမင်ကမီဒီယာတွေကတော့အခုအချိန်နေဟာအရန်ဆိုးဝါးနေပြီလို့ပဲအစီရင်ခံနေကြပါတယ်။တခြားတစ်ဖက်မှာလည်းခူတီတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအနီးပင်လနီမှာသူတို့ရဲ့လုပ်ငန်းတွေကိုဆက်လုပ်သွားမယ်လို့ပြောပါတယ်။အကြောင်းကတော့ဒီတိုက်ခိုက်မှုတွေနောက်မှာသူတို့အားနေနေပြီလို့မပြောချင်လို့ပါပဲ။တကယ်တော့ခူတီတွေဟာ အခုထိလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတွေရဲ့ကုန်ကျစရိတ်တွေကိုသူတို့နိုင်ငံတွင်းမှာတက်ဆင်ထားတဲ့ကြီးမားတဲ့ဖန်သားပြည်တွေပေါ်မှာအဆက်မပြတ်ပြသနေပါတယ်။ American ကိုချိန်ချောက်ဖို့အတွက်ပါ။သူတို့ပြောတာကတော့ American စစ်တပ်ရဲ့ဂျီမင်ကအီရန်ကနေအားပေးအမြောက်ပြုထားတဲ့ခုတီတိုက်ခိုက်ရေးသမားတွေကိုသုံးပတ်တွင်းလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးရဲ့စုစုပေါင်းကုန်ကျစရိတ်ဟာဒေါ်လာ1ဘီလီယံဒီပါရှိပြီးဒီတိုက်ခိုက်မှုတွေဟာဟူတီတွေရဲ့စွမ်းရည်တွေကိုဖျက်ဆီးဖို့အတွက်အခုထိအကျိုးသက်ရောက်မှုအတော်လေးနည်းသေးတယ်လို့ဆိုပါတယ်။ ဟူဒီတွေကတော့သူတို့ရဲ့ပြစ်မှတ်တွေကို UAE ထိချဲ့ထွင်သွားမယ်လို့ချိန်ချောင်ထားပါတယ်။ UAE ဟာယီမင်ပြည်ရင်းစစ်မှာဟူဒီတွေရဲ့ပြိုင်ဘက်အစိုးရကိုအားပေးခဲ့တဲ့နိုင်ငံမှာအလားတူပဲဆော်ဒီအရာရှိတွေကလည်းသူတို့နိုင်ငံရဲ့လေကြောင်းကစနစ်တွေကိုအဆင့်မြင့်ထားပြီးအဆင့်အသင့်ဖြစ်နေပြီလို့ပြောပါတယ်။ဒီလိုချိန်ချောင်မှုတွေရှိနေပေမဲ့အမေရိကန်ရဲ့စစ်စင်ရေးတွေဟာဟူဒီတွေရဲ့စွမ်းရည်တွေကိုအားနည်းသွားစေတယ်ဆိုတာသိကြပါတယ်။ဟူဒီတွေဟာဒရုန်းတွေအများကြီးထုတ်လုပ်နိုင်စွမ်းဆုံးရှုံးသွားပြီးပင်လယ်ကအနေနဲ့ ။အိုမန်ကနေသူတို့ရဲ့လက်နက်တင်သင်္ဘောတွေကိုထောက်ပံ့မှုတွေလည်းပိုပြီးထိရောက်စွာဟန်တားခံနေရပါတယ်။ဒါကြောင့်ဟူသီတွေလည်းစိတ်မသက်သာပါဘူး။အမေရိကန်ကလည်းဒီထိန်းချောက်မှုတွေအပီးပိုင်ပြောက်ွယ်သွားတဲ့အထိလက်လျှော့မှာမဟုတ်ပါဘူး။ထရမ့်အစိုးရရဲ့ဒီထိန်းချောက်မှုတွေကိုအပီးတက်ဖို့စိတ်ပိုင်းဖြတ်ထားမှုဟာနောက်ဆုံးမှာကျန်းပြင်စစ်စင်ရေးတစ်ခုလိုအပ်လာနိုင်ပါတယ်။ဟူဒီရရဲ့ရှင်သန်နိုင်စွမ်းဟာဒုံးကျည်စိတ်ပိုင်းတွေနဲ့အခြားစစ်ပစ္စည်းတွေကိုတရားမဝင်သယ်ယူပို့ဆောင်ပေးတဲ့ကွန်ရက်တွေကြောင့်အားဖြည့်ပေးနေပါတယ်။လွန်ခဲ့တဲ့နှစ်က Conflict Armament Research အဖွဲ့ရဲ့လေ့လာချက်အရ ဖမ်းမိခဲ့တဲ့သင်္ဘောတစည်းပေါ်မှာအမြောက်တုံးကြီးတွေအတွက်ကိုတယ်နဲ့အတောင်ပံတွေတာဘိုဂျက်အင်ဂျင်တွေဟိုက်ဒရိုဂျင်လောင်စာဆဲတွေကိုတွေ့ရှိခဲ့ပါတယ်ဒီလိုပစ္စည်းတွေဟာဟူတီတွေရဲ့ drone တွေကိုပိုကြီးတဲ့ပြစ်လုံဝင်တွေနဲ့ပိုကြကြပြန်တန်းနိုင်အောင်ကူညီပေးနိုင်ပါတယ်ဒီရင်းမြစ်တွေအားလုံးဟာဟူတီတွေရဲ့ဖြစ်နိုင်ခြေရှိတဲ့ချင်းချောက်မှုတွေကိုအများကြီးတိုးမြင့်ပေးလိုက်ပါတယ်ဟူတီတွေဟာအလီအဘယ်ဒူဆာလတ်ရဲ့ဂျီမင်သမရအဖြစ်ရှေ့လျားတဲ့ကာလအတွင်းတိုက်ခိုက်မှုများသောကိုရှင်သန်ကျော်လွှားခဲ့ပါတယ်လွန်ခဲ့တဲ့ဆယ်နှစ်ကလည်းဆော်ဒီအာရေဗျကတိုက်ခိုက်ခဲ့ပြီး အခုခါမှာတော့ American ကသူတို့ကို အပီးတက်ဖို့စိတ်ပိုင်းဖြတ်ထားပါဗျ။ American စစ်တပ်ရဲ့အစီအစဉ်ကတော့ဒါကိုလေတက်တိုက်ခိုက်မှုတွေနဲ့ပဲဖြစ်ဖြစ်မြေပြင်စစ်ဆင်ရေးတွေနဲ့ပဲဖြစ်ဖြစ်လုပ်မဲ့အပြင်ထောင်လင်းရေးကွန်ရက်တွေကနေလည်းလှုပ်ဆောင်သွားမှာပါ။ဟူသီတွေရဲ့မရေရာတဲ့ကောင်းဆောင်မှုစနစ်နဲ့အတွင်းပိုင်းဖွဲ့စည်းပုံတွေဟာထောင်လင်းရေးချက်လက်တွေမှာအဆက်မပြတ်ဟာကွက်တွေဖြစ်စေပါဗျ။ဒီဟာကွက်တွေကြောင့် American ဟာဂျီမင်ကဟူသီတွေရဲ့စစ်ဖွဲ့စည်းပုံတွေကိုအပီးတက်ဖြတ်စည်းနိုင်ဖို့အခွင့်အလမ်းရှိလာပါဗျ။ဒါပေမဲ့ဆန်းဆက်သူတွေကတော့ဂျီမင်ရဲ့မြို့တော်ဆာနာ အရေးပါတဲ့စိတ်ကိုင်းမျိုးဟိုဒီယာဒာနဲ့မြောက်ဂျီမင်းရဲ့အများစုကိုထိန်းချုပ်ထားတဲ့ဟူဒီရီကိုဖယ်ရှားဖို့ဆိုရင်ကျမ်းပြစ်စစ်စင်ရေးတစ်ခုတည်းသာတစ်ခုလီးသောနီလန်လို့ဆိုပါတယ် International Crisis Group မှာဂျီမင်းရေးဆိုင်ရာအကြီးတန်းစမ်းစစ်သူအာမတ်နာဂီကတော့အမေရိကန်ကဟူဒီရီကိုလေတပ်တိုက်ခိုက်မှုနဲ့လက်လျှော့သွားအောင်လုပ်နိုင်တယ်လို့ယုံကြည်နေတာဟာမှားယွင်းတယ်လို့ဆိုပါတယ် ်ဘိုင်ဒန်အစိုးရလက်ထက်တော်ကလည်းဒီနီလန်ကအလုံးမဖြစ်ခဲ့ပါဘူး။ဟူဒီတွေကနှိမ့်နိုင်တာဒါမှမဟုတ်ရှော့ပေးတာကိုတခုတည်းသောအချိန်မှာမြင်ခဲ့ရတာက2018ခုနှစ်တုန်းကစစ်မြေပြင်မှာရှုံးနေမဲ့ချိန်ချောက်မှုခံရတဲ့အချိန်မှာပါ။ UAE ကအားပေးတဲ့တပ်တွေကဟူဒီတွေရဲ့ပင်လယ်နီကိုဝင်ရောက်အုံပြုခွင့်ကိုချိန်ချောက်ခဲ့တဲ့အချိန်မှာပါ။ဒါဟာသူတို့ရဲ့ဝင်ဝင်နဲ့စင့်အားအတွက်အရေးပါတဲ့အရာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရဟူသီတွေဟာအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုတကယ်တော့နှစ်သက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်စစ်စင်ရေးတစ်ခုလေးကသာတကယ့်ဖြည့်ရှင်သည့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပထမဆုံးအနေနဲ့ American ဟာ Houthi တွေရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေစစ်ရေးထောက်ပံ့ရေးလိုင်းတွေကုတ်ကဲရေးစခန်းတွေလက်နက်တူလောင်ရုံတွေ Leader စခန်းတွေနဲ့မြေအောက်ဥမယ်လိုင်းကောင်းကွန်ရက်တွေရှိမယ်ဆိုရင်အားလုံးကိုရှာဖွေဖော်ထုတ်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဂျီမန်ကဒီအဖွဲ့ဟာဘလောက်ပဲစနစ်တကျဖြစ်နေပါသေးအလွန်အန္တရာယ်များတဲ့အုပ်စုဖြစ်နေလို့ပါပဲ Houthi တွေအခုထိလုပ်ခဲ့တဲ့အရာတွေကိုကြည့်ရင်ဒါကိုပိုရှင်းရှင်းလင်းလင်းနားလည်နိုင်ပါတယ် ပြည်ရင်းစစ်ကနေစပြောရရင်ရီမင်ပြည်ရင်းစစ်က2014ခုနှစ်မှာစတင်ခဲ့ပါတယ်အီရန်နဲ့ဆက်နွယ်ပြီးအစိုးရကိုပုံကန်ပူးတဲ့တမိုင်းရှိတဲ့ဟူတီတပုံတွေကစာနာရီမင်ရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ကို သိမ်းပိုက်ခဲ့ပြီးလောင်စာစီဈေးနှုန်းတွေလျှော့ချဖို့နဲ့အစိုးရအသစ်တရက်လိုအပ်ကြောင်းတောင်းဆိုခဲ့ကြပါတယ်ဤနိုင်မှုတွေမအောင်မြင်တဲ့နောက်2015ခုနှစ်ဇန်နဝါရီလမှာတပုံတွေကတမရနန်းတော်ကိုသိမ်းပိုက်ခဲ့ပါတယ်ဒါကြောင့်2015ခုနှစ်မတ်လမှာတမရအပ်ထရာဘူမန်ဆော်ဟာဒီနဲ့သူ့အစိုးရနှုတ်ထွက်ခဲ့ရပါတယ် ဆော်ဒီအာရဗျဥဆောင်တဲ့ပင်လယ်ကွင်းနိုင်ငံများမဟာမိတ်အဖွဲ့ကအမေရိကန်ရဲ့ထောက်ပံ့ရင်းနဲ့ထောက်လှမ်းရေးအကူအညီတွေနဲ့ဟူတီတပုံတွေကိုစီးပွားရေးအရတီးခြားခွဲထုတ်မှုတွေနဲ့လေတပ်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။2015ခုနှစ်ဖေဖော်ဝါရီလမှာစာနာကနေထွက်ပြေးပြီးနောက်ဟာဒီကသူ့ရဲ့နှုတ်ထွက်လာကိုရုပ်သိမ်းလိုက်ပါတယ်။ဒါကတောင်ပိုင်းစိတ်ကမ်းမြို့အေဒင်ကနေအုပ်ချုပ်ဖို့ UN ကထောက်ခံထားတဲ့အကူအပြောင်းကောင်စီကိုပို့ရှုပ်ထွေးစေခဲ့ပါတယ်။ဒါပေမဲ့ဟူတီတို့ရဲ့တိုးတက်မှုတွေကြောင့် ဟာဒီကအေဒင်ကနေ sorry အာရိပြမှာပြည်နေတန်ခံရရပါတယ်။ဒီနှစ်နောက်ပိုင်းမှာအေဒင်ကိုပြန်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးတော့ပြည်နေဘွားနဲ့ပဲတမရအဖြစ်အုပ်ချုပ်ခဲ့ရပါတယ်။အီရန်နဲ့ sorry ဥဆောင်တဲ့ပင်လယ်ကွေ့နိုင်ငံတွေလိုဒေသအင်အားကြီးနိုင်ငံတွေရဲ့ရီမေပဋိပက္ခကိုဝင်ရောက်ဆွတ်ဖက်မှုတွေဟာနိုင်ငံကိုဒေသဆိုင်ရာအပြိုင်မှုတွေနဲ့ဆွဲသွင်းလိုက်တယ်လို့ဖြစ်စေပါတယ်။2015ခုနှစ်ဇွန်လမှာ sorry အာရိပြကအီရန်ကဟူသီတွေကိုလက်နက်တင်ပို့တာကိုတားဆီးဖို့ ရေတပ်ပိတ်ဆို့မှုတရက်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအီရန်ကလည်းရေတပ်တပ်ဖွဲ့တစ်ခုကိုဆေးလွတ်ခဲ့တာကြောင့်နှစ်နိုင်ငံကြားစစ်ရေးအရတင်းမာမှုတွေပုံမြင့်တက်လာခဲ့ပါတယ်။ရီမေရေပြင်တွေမှာစစ်ရေးအရတက်ဆွဲမှုတွေဟာအမေရိကန်ရေတပ်ရဲ့အာရုံကိုလည်းဆွဲဆောင်ခဲ့ပါတယ်။အမေရိကန်ကရီမင်ကိုတောင်းနေတဲ့အီရန်လက်နက်တင်သင်္ဘောတွေကိုအဆက်မပြတ်ဖမ်းဆီးနေပါတယ်။အမေရိကန်ကလက်နက်တင်မှုကိုအဓိကတားဆီးနိုင်ခဲ့ပေမဲ့ဟူသီတွေဟာစစ်ဆင်တဲ့နေမှာအလင်းမြန်တိုးတက်မှုတွေရရှိခဲ့ပါတယ်။ဒါပေမဲ့ဆော်ဒီရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့် ဟူသီတွေကိုမြောက်ပိုင်းနဲ့နောက်ပိုင်းကိုပြန်ဆုတ်သွားစေခဲ့ပြီးစစ်မျက်နှာပြင်ကတည်ငြိမ်သွားခဲ့ပါတယ်။2016ခုနှစ်နွေရာသီမှာကုလသမဂ္ဂရဲ့ဟူသီတပုံတွေနဲ့အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုထားတဲ့ရည်မဲအစိုးရကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ကြိုးစားမှုတွေမှာအောင်မြင်ခဲ့ပါဘူး။2016ခုနှစ်ဇူလိုင်လမှာဟူသီတွေနဲ့2017ခုနှစ်မှာအာနာရှင်နှစ်30နီးပါးကြာအုပ်ချုပ်ပြီးနောက်ဖယ်ရှားခံခဲ့ရတဲ့သမရဆာလက်ရဲ့အစိုးရတို့ကစာနာနဲ့မြောက်ရည်မဲအများစုကိုအုပ်ချုပ်ဖို့နိုင်ငံရေးကောင်စီတရက်ဖွဲ့စည်းကြောင်းကြေညာခဲ့ကြပါတယ်။ ဒါပေမဲ့2018ခုနှစ်ဒီဇင်ဘာလမှာဆာလက်ကဟူဒီတွေနဲ့ဆက်ဆံရေးဖြတ်တောက်ပြီးဟူဒီတွေကိုလက်နက်ကင်တိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ဆာလက်ကိုနှစ်ရက်အတွင်းဖယ်ရှားပစ်လိုက်နိုင်ပြီးသူ့တပ်တွေလည်းရှုံးနိမ့်ခဲ့ပါတယ်။တချိန်တည်းမှာပဲဟာဒီနဲ့အပြည်ပြည်ဆိုင်ရာအသိမှတ်ပြုထားတဲ့အစိုးရတွေဟာသူတို့ရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။2018ခုနှစ်မှာမဟာမိတ်တပ်တွေကမြောက်ပိုင်းမဟာဗျူဟာကျတဲ့မြို့ဟွန်ဒီယာဒါမြောက်ရှိမင်းရဲ့အကြီးကစိတ်ကမ်းမြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအဆုံးသတ်သွားပြီးမြို့ကနေတက်တွေဆုတ်ခွာဖို့သဘောတူညီချက်ရခဲ့ပါတယ်။ဒီပြစ်ခတ်ရစရေးဟာအဓိကအဖြစ်အောင်မြင်ခဲ့ပြီးမဲ့တခြားနေရာတွေမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ရီမင်ရဲ့တတိယအကြီးဆုံးမြို့တာအစ်ဟာလည်းအဓိကအငင်းပွားစရာနေရာဖြစ်နေသေးပါ။2015ခုနှစ်ကတည်းကဟူဒီတွေကဝိုင်းပိတ်ထားတဲ့မြို့ဖြစ်ပါတယ်။၂020ပြည့်နှစ်မှာ UAE ကတရဝင်းရီမင်ကနေရုတ်သိမ်းသွားပြီးမဲ့နိုင်ငံမှာကျယ်ပြန့်တဲ့ဩဒါလွှမ်းမိုးမှုတွေဆက်ရှိနေပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာဟူဒီတပုံတွေဟာ မာရက်ကိုသိမ်းပိုက်ဖို့တိုက်ခိုက်မှုစတင်ခဲ့ပါတယ်။မာရက်ဟာအပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုထားတဲ့ရီမင်အစိုးရရဲ့နောက်ဆုံးခံတပ်ဖြစ်ပါတယ်။မက်ရှလာအစိုးပိုင်းမှာတော့ဟူတီတပုံတွေကဆော်ဒီအာရေဗျမှာဒုံးပစ်ခတ်မှုတွေလုပ်ခဲ့ပြီးရေနံနေသင်းမော်တွေဆက်ယုံတွေနဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုပိတ်မှတ်ထားခဲ့ပါတယ်။ဆော်ဒီဦးဆောင်တဲ့မဟာမိတ်တပ်တွေကဒီတိုက်ခိုက်မှုတွေကိုတုံ့ပြန်ပြီးစာနာကိုပုံကျဲခဲ့ပါတယ်။ဒီတိုက်ပွဲဟာ2018ခုနှစ်နောက်ပိုင်းအသေးပြောက်အများဆုံးပဋိပက္ခဖြစ်ခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပုံမိုးရှုပ်ထွေးစေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြားမှာတော့ဟူသီတွေဟာအနီးပင်လယ်ဒီမှာအမေရိကန်စစ်သည်မော်တွေကိုပိတ်မှတ်ထားဖို့ရဲရင်နေစေပါအခြေအနေတွေပိုဆိုးလာမယ်ဆိုတာကိုသိနေတဲ့ဟူသီတွေအတွက်တော့ဒီနီးလူဟာဟာကိုယ့်ကိုယ်ကိုအဆုံးစီရင်နေတယ်လို့ပါပဲရီမန်နိုင်ငံရဲ့စီးပွားရေးဟာအခုထိအရန်ဆိုးဝါးနေစေပါစီးပွားရေးအကြက်တဲတွေကလက်ရှိလူသားချင်းစာနာထောက်ထားရေးအကြက်တဲကိုပိုဆိုးနေစေပါတယ်2019ခုနှစ်နှစ်ကုန်ပိုင်းမှာဒီပဋိပက္ခတွေကြောင့်စီးပွားရေးတွေကိုဟူသီတွေထိန်းချုပ်တဲ့ဒေသနဲ့ဆော်ဒီအားပေးတဲ့အစိုးရထိန်းချုပ်တဲ့ဒေသဆိုပြီးနှစ်ပိုင်းကွဲသွားခဲ့ပါတယ် 2021ခုနှစ်စောင်းပိုင်းမှာရီမင်ငွေကြီးရဲ့တန်ဖိုးကျဆင်းမှုတွေကြောင့်အထူးသဖြင့်အစိုးရထိန်းချုပ်တဲ့နေရာတွေမှာလူတွေရဲ့ဝယ်ယူနိုင်စွမ်းအလွန်ကျဆင်းသွားပြီးအခြေခံလိုအပ်ချက်တွေကိုပုံမမရနိုင်တော့တာကြောင့်တောင်ရီမင်မြို့တွေမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကဒီဆန္ဒပြမှုတွေကိုအပြင်းအထန်နှိမ်နင်းခဲ့ပါတယ်။နိုင်ငံမှာစီးပွားရေးရောစစ်ရေးမှာပါမငြိမ်မသက်ဖြစ်နေတယ်ဆိုတာသိတာနေပါတယ်။အမေရိကန်ဘက်ကလည်းသူတို့ရင်ဆိုင်နေရတဲ့ပြိုင်ဘက်ကဘယ်လိုမျိုးလဲဆိုတာကိုသိထားပါတယ်။ အမေရိကန်အတွက်တော့ဟူသီတွေဟာတစ်ချက်ပဲပြရမယ်တနက်ပါပဲ။ဒါပေမဲ့အမေရိကန်က DNA ကိုအမြဲတတိထားနေပါတယ်။ဘာလို့လဲဆိုတော့ဒီကြီးစံကဘယ်အချိန်ပောက်ကွဲမယ်ဆိုတာမသိနိုင်လို့ပါ။ဒါပေမဲ့အမေရိကန်ကာဝေးရေးတပ်ဖွဲ့တွေကရီမင်ကဒီအုပ်စုကိုတိုက်ဖြတ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့တိုက်ခိုက်မှုတွေကိုဘယ်တော့မှမရက်ဆိုင်ခဲ့ပါဘူး။၂000ပြည်နေက USS ကိုတင်မောကိုဘုံခွဲတိုက်ခိုက်မှုကလေးကအမေရိကန်ဟာရီမင်မှာအကြမ်းဖက်ဝါဒနဲ့အကြမ်းဖက်အစွန်းရောက်မှုတွေကိုတိုက်ဖြတ်ဖို့အရင်းမြစ်တွေအများကြီးထည့်သွင်းခဲ့ပါတယ်။ ။ရီမေဆိုးရနဲ့ပူအောင်ပြီးအကျန်းဖက်ဝါရာတိုက်ဖြတ်ရေးလုပ်ငန်းတွေလှုပ်ဆောင်တာဟာဒီရင်းနှီးမြှုပ်နှံမှုရဲ့တစိုက်တစ်ပိုင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။